ဘယ်နေရာမှမလာဘူးပေါ့တော့ဒီနိုင်ရိုးပဲလာတာပေါ့နော်ဘဝမှာဒါပရမအူဆုံးအကြီးမားဆုံးခွဲစိတ်မှုတစ်ခုလောက်မှဖြစ်ပါတယ်။ဘာလောက်မှလဲဆိုတာအလုံးတိကျတဲ့အတိုင်းပဲမျက်နှာတစ်ခုလုံးကို plastic surgery လောက်မှဖြစ်ပါတယ်။ yay ဆန်းလေဖြစ်ချင်တဲ့အိမ်မက်လေးတစ်ခုအရနောက်ဆုံးတော့လုံနိုင်ခဲ့ပြီပေါ့နော်။အားလုံးမင်္ဂလာပါနေရီမိုကေကြီး channel ကြိုဆိုလိုက်ပါတယ်။ဒီနေ့တိဆက်ပေးမယ့်သတင်းကအရန်ကိုမှအောင်မြင်နေတဲ့ selinization ကတော့ ပတ်စံသိန်းတစ်ထောင်ကျော်ကုန်မဲ့အကြီးစားမျက်နှာခွဲစိတ်ပြုပြင်တဲ့ဒီသတင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ်ကျွန်တော်အမျိုးလည်းဘိုးသူရရအနေနဲ့ပြန်လဲရှင်းလင်းလုပ်ပေးခြင်းဖြစ်တယ်ဒါကြောင့်ကျွန်တော်ပြည်မှာလေးကိုဆုံးတဲ့လိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခွင့်ကြွပါတယ်ဘလို့ပုံစံတွေထွက်လာမလဲဆိုတော့ကျွန်တော်တို့ဒီဗီယိုခန်းလေးမှာမြင်တွေ့မှာဖြစ်ပါတယ်ဟုတ်ပါဒါဆိုရင်ကျွန်တော်ပြည်မှာလေးကိုစလိုက်အောင် နေ့ဒီနေ့ကကြတော့ဆန်းကဆေးရုံရောက်နေပါပြီ plastic surgery ဆေးရုံအစားတော်အဆန်းကကြတော့ကိုရီးယားမှာလုပ်မယ်လို့တော့စကူထားပါတယ်ဒါပေမဲ့အခုဒီဆေးရုံမှာကြတော့နာမည်ကြီးတဲ့လူတော်များများလာလုပ်နေကြဆေးရုံပေါ့နော်အဲ့တော့ကြောင့်မို့ဆန်းကဒီဆေးရုံကိုရွေးချယ်ပြီးတော့မှလုပ်လိုက်ပါတယ်ဆိုတော့ let's go လိုက်ပြမယ်နော်ကဲအခုကကြတော့ဆန်းကဒီ DX plastic surgery hospital မှာပဲဆန်းကမျက်နှာတစ်ခုလုံးကိုလှုပ်ဖြစ်သွားပါတယ်ဆိုတော့ဒီနေ့ကကြတော့ဆန်းကလိုအပ်တဲ့အချက်လက်တွေဆန်းကတော့လှုပ်မှာဖြစ်ပါတယ်ဆိုတော့ like ခဲ့အောင်နော်ဆေးရုံကလေဆေးရုံကပြောတာကြည်လိုက်လို့ရှိရင်တော့ဟိုတယ်လိုပဲနေချင်းစရာလေးเนาะဒါကတော့ဆရာဝန်နဲ့တေချာချာတိုက်ပေးဆွေးနွေးတယ်3 D scan နဲ့လည်းတေချာပြပေးလို့ဆိုတော့လေတော်တော်လေးစင်ပြေတယ်ဒါကတော့ဆိုင်းရဲ့တကယ်ကျဖိမွေဆို hot ပေါ့เนาะ သူဆွေးတော့ထိုင်းပါနဘယ်ကြီးဆယ်လီပေါ့နော်သူလည်းဆိုင်းအောင်လိုက်ကြည့်ပေးတယ်ဆိုင်းရတစ်ခေါက်လည်းပြန်လောက်ပိုးဆရာဝန်ကပြောပါတယ်ဒီတစ်ခေါက်ကတော့ဆိုင်းရတစ်ခေါက်ကဆီလီကွန်နဲ့ပေါ့ဟောက်ပဲတဲ့နန်ယိုးနဲ့လောက်မှဖြစ်ပါတယ်အခုကတော့ဆိုင်းရမျက်ထာရောနှာခေါင်းရောပေါ့နော်ခွဲပြီးဝါလို့ရှိရင်တော့ထွက်လာမဲ့ပုံစံလေးကိုကြိုတင်သိရအောင် 3D scan နဲ့ပြပါတယ်အခုကတော့ဆိုင်းရလက်ပေါင်းတွေကိုအစီခွဲထုတ်ဖို့အတွက်ဆရာနဲ့တိုင်ပင်ရပါလက်ပေါင်းကအစီတွေကိုမျက်ထာထဲမှာပြန်ထည့်မှာဖြစ်ပါတယ် ဆဲရပြတာတော့ဘိုက်ထဲကအစီတွေရဲ့ပေါက်ထဲကအစီတွေရဲ့ပေါ့နော်ခွဲထုတ်ပြီးတော့ပါပြန်ထားပါပြန်လဲပြီးတော့ပါအစားထိုးခွဲဆိုင်ပြီးဖြစ်ပါတယ်အဓိကကကြတော့ဆမ်းပြတာခြိုက်တဲ့နေရာပါပြန်လဲပြီးတော့ပါဖောင်းအောင်လုပ်တာပါရင်ခုန်နေပါပြီစစ်တွေ့ဒီနေရာကြတော့စေးစစ်မှာဖြစ်ပါတယ်အော်ဘာလို့လဲဆိုတော့ဆိုင်ကကြတော့မေးစေးပေးရမှတော့ကြောက်မှုဒီနေ့ကကြတော့လိုအပ်တဲ့အားတွေကိုဆက်ရမှာဖြစ်ပါတယ်။ခွဲဆိုင်မှုအကြီးစားဖြစ်လို့တော့ကြောက်မှု ယောဂါတွေကိုတည်တည်ချာချာဆရာပါတယ်။ကဲချစ်တို့ရေအခုကကြတော့ဆန်းကပြေးစစ်ပြီးွားပါပြီ။ခေကံ။ဂိုရီကန်ဒီမာအာခယူခယူစိုက်တာအရင်ကောင်းတယ်လူနာပေါ်မှာလည်းခယူစိုက်တော်တော်ကောင်းတယ်။ Number 1ခါ The Act Hospital Plastic Surgery Hospital สวัสดีค่ะพี่อ้อย สวัสดีค่ะ สวัสดีค่ะพี่อ้อยดูแลดีมากยินดีค่ะ ทักทายนะคะ สวัสดีค่ะทายเอเบียชิออยค่ะโอเค ก็วันนี้เดี๋ยวจะพามาดูแลคุณในสารโอเค let's go get to do y o ရင်ခုန်နေပြီအခုကကြာတော့ဆန်တို့အာဒီနက်ဟော့စပီတယ်မှာအာတာအိမ်မှာဖြစ်ပါတယ်ဒီနေ့ကကြာတော့ဆေးရုံတက်တယ်မှာပေါ့နော်အာဒီညဆေးရုံကညအိမ်မယ်မနေ့ပြန်မနေ့ကြာလို့ရှိရင်ဒီတော့ကြည့်ကောင်းနေရောနော်ဆန်ကိုရမှာဖြစ်ပါတယ်ထပ်ပြီးခွဲစိတ်ပြပြနေရင်ခုန်နေပေါ့အခုတော့နေပါပြီတို့ကြော်လဲပတ်စံနေပေါ်လိုက်တာနော်မျိုးမျိုးပြုတ်ပြင်ခွဲစိတ်နေရတယ် မျက်နာတော့ခဏခဏပြင်နေနော် Welcome to the hospital စံတော့အခုကကျတော့ဆေးရုံရောက်ပါပြီဆေးရုံနဲ့တူလားကြည့်ပါဦးတော်တော်ငှားတော့ဟုတ်လားဟိုတယ်လိုပဲတအားတော့လူနာဆောက်ပါ ဆိုတာလေဆွဲချင်းလူတူနာဆောက်တယ်ဆိုတာဖြာတော့ဆွဲချင်းတော့အဲ့လိုလေးပမာလေမလိုဘူးဒီမှာမဖြာဘူးပမာလေပြောရဟုတ်သူကပြောရလေဖြာတယ်လို့လားလို့ဆွဲချင်းလို့လားဟုတ်တော့လေသမင်းအိုးတော့ပါတော့နော်ရှိရှိပောက်ကြောတော့ဟောရင်တော့လည်းမျိုးတော့ပြောတာလို့လားမသိဘူးလေဒါဒီဘက်ကကြတော့ ဒါဒါညနေတိုင်းဒါအမားဒီပတ်မှာထောက်ကျဲကျမတို့ကျမတို့ဒီမှာအိမ်မှာလူနာဒီပတ်ဒါကတော့လူနာဆောက်ကဒီပတ်နော်ဆန်ဒိုကကြတော့ဆေးရုံဒါလာတာဆေးရုံတက်တာကြတော့ဘယ်သူပါလဲဆိုတော့ဒီမှာနှစ်ယောက်ပဲအမျိုးသက်တယောက်ရဲ့သူရဲ့ညမဲလေးတယောက်ရဲ့ဟိုမှာ TX Hospital ဒါကတော့ဆန်ဒိုမနစ်ဖြန်မနစ်ပိုင်းရှင်းနိုင်ယူစမယ်ခွဲခံဝင်ရပါပြီရင်လက်ခုံတယ်ဘယ်လိုမျိုးထွက်လာမလဲဆိုတာလေးကိုလည်းရင်ခုံတယ်ဆေးရုံနဲ့မတူနေဘူးနော်တော်တော်လှမ်း ตัวก็หลังยังดีดีเนาะจิมาหลายอารมณ์หลายอารมณ์เราอัลาบีย่เนาะดาการจะรอเองดาบ้าวาเฮ้ยเองดาบมาดูแล้วติดเลยจ้าเองดามาบาร์บี้ล่ะจ้าเราจ้าเราตัวเองนล้ป่ะเนาะก้าวให้จ้าแข้งก็โตโตแต่นะ ตากแมนเนาะได้ระยิ่งชูอืม โอเคต่อตอกลางเลยจ้าเนี่ยเรียกย่อนี่จ้าเนาะนะเราไม่ได้แผ่นหนายาเราไหมอ่า โอ လို့ပြောမှလည်းခရီးဆိုင်မှုအရင်ကောင်းတယ်။အဆေးရောင်မှကြာပေါ့နော်တော်တော်လေးအဆင်ပြေတယ်။ဆန်ကကြာတော့ပြီးပါလို့ရှိရင်တော့အစားစားတော့ပေါ့နော်။ဒီညဟို၁၂နာရီထိုးလို့ရှိရင်လည်းရေလည်းတောက်လို့မရတော့ဘူး။အစားလည်းစားလို့မရတော့ဘူး။ဖြစ်တဲ့တော့ကြောင့်မို့အခုဆန်ကဆေးရောင်ကစီစဉ်ပေးတယ်။ထမင်းပြောက်လို့ဖြစ်တာနော်။လူဖြစ်ရကြုံမနဲ့ထမင်းပြောက်ထမင်းပြောက်စားတာနော်။ပြီးတော့လို့ရှိရင်တော့၁၂နာရီထိုးလို့ရှိရင်ပါမစားလို့မရတော့ဘူး။ ကောင်းလားသူသမီးပြ Good morning ချစ်တို့ရေခဲမနေ့ပိုင်းရောက်ပါပြီခွဲမနေ့ရောက်ပါပြီခွဲမနေ့ရောက်တော့လဲမြင်မြန်ခွဲပြီးချင်နေပြီအမျိုးဖြစ်နေမခွဲခင်တော့ဆိုရင်တော့ရင်ခေါင်ခွဲမနေ့ရောက်တော့လဲမြင်မြန်ခွဲချင်နေမြင်မြန်မြင်ချင်နေမြင်မြန်ပြီးချင်နေပေါ့ကွယ်ခွဲပြီးပြီးချင်မှဆိုရင်လည်းရောင်းနေမှာပေါ့နော်ဘယ်လိုတွေထွက်လာမယ်တော့ကဲမသိသေးဘူးပေါ့နော်ညတော့ကတိတ်ပြီးတော့မှအိမ်မပြော မပြောတော့ခွေးနည်းနည်းတူနေပါလေဒါတော့ဆရာဘုကမခွဲခဲ့ပါမြတ်သားကိုတိတိချာချာပြန်ကြည့်ပါတယ်ဆက်ရမေးစီရတော့ဒီလိုမျိုးချုံချုံမဟုတ်ပဲねတပါဝအတိုင်းလောက်မှဖြစ်ပါတယ်ဆရာဘုနဲ့လည်းတော်တော်စိတ်ရှည်တယ်တော့ကြောက်ဖို့အကုန်လုံးအဆင်ပြေပါတယ်ချစ်တို့ရေ မခွဲခဲ့ပါသွေးပုံချိန်လည်းတစ်ခါတစ်ခါဆေးရပါတယ်ဒါတော့ခွဲခန့်မဝင်ခဲ့ပါခဏအသာယူခိုင်းပါတယ်ချစ်တို့ရေ ကဲချစ်တို့ရေ ခွဲစိတ်ခိုင်းဝေရပဲချေရောက်ပါပြီဆိုင်ရပွားပါဒါပရပါဥဆုံးအကြီးပါဆုံးခွဲစိတ်မှုဖြစ်လို့ရေလက်ခုပ်ပါတယ်မေးစေးကတော့မနေ့9နာရီကနေပြီးတော့ည6နာရီအထိပေးရပါတယ်နောက်ထပ်ဗီဒီယိုကပြန်ဆုံးကြပဲချစ်တို့ရေတတခွဲစိတ်ပြီးတော့ရယ်နော် 一溜，嗯，想干呢？哦，这都快开啊！你别让我拖拉吧，别。เอออารมณ์ไปบอกเนาะสืบตามวิจารเดี๋ยวแต่อารมณ์จะสืบยาจะมาเดี๋ยวเออกู วันนั้นกูไหนอ่ะในวิดีโอมาเออยากเช่าไหนมาปีอ่ะผมเนาะตลอดจ้าวาเดี๋ยว မေးစေးအချိန်ကြောက်တော့အော်အဲ့အဲ့ငိုက်တာပေါ့နော်အခုကကြတော့ဟိုဘယ်နေရာမှမလာဘူးပေါ့နော်ဒီနိုင်ယိုးပဲလာတာပေါ့နော်နိုင်ယိုးကခွဲရနော်နိုင်ယိုးခွဲပြီးနှကောင်းထက် ဆန်ပြုတ်ပေါ့နော် ဟုတ်ကဲ့ပါမြို့ရေကျွန်တော်ပြီးပါလေးကားဒီလောက်ပါပဲဒါကတော့ဒီရောင်းအမနာမည်ကြည့်ပြီးအောင်မြင်နေတဲ့ဆယ်လီကျုပ်ဆောင်နေဆန်းကတော့ပတ်စံသိန်းတစ်ထောင်ကျော်ကုန်တဲ့ဒီမျက်နှာခွဲစိတ်ပြည်ပြင်လိုက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်ဒီရန်ကုန်မှာဒီဘလိုကြီးလေကြောက်ဖို့လေကောင်းတယ်ပေါ့နော်အမျိုးတို့သားပတ်စံသိန်းတစ်ထောင်ချင်ရင်ဘာရလုပ်မလဲပေါ့နော်ဒါကတော့ဒီမျက်နှာခွဲစိတ်ပြည်ပြင်တာနဲ့ပတ်သက်ပြီးတော့ဒါကျုပ်ဆောင်နေဆန်းကမှတ်တမ်းနေဗျူဖန်လေးတင်လိုက်လို့ပေါ့နော်ဒါကျွန်တော်ရဲ့မျိုးလေတည်အောင်လို့လာရောက်ပြီးတော့မျှဝေတင်ဆက်ပေးခြင်းဖြစ်တဲ့ဒီဖန်လေးပတ်သက်ပြီးတော့မျိုးရဲ့ဒီမီဆာချက်ကိုလည်းကျွန်တော် comment မှာ message ပေးကလေးရလို့ဝေဖန်ချင်ပြနေပါဗျာ နောက်ထပ်သတင်းတွေရရှိလို့ရှိရင်လည်းထပ်တင်ပေးပါမယ်။ပိုးတူရကြတဲ့အကြောင်းနဲ့ဆယ်လီတင်းတွေကိုမြန်မြန်တိဆက်ပေးမှမို့ကျွန်တော် channel like and comment like and subscribe နဲ့ဘေးနဲ့ notification လေးဝင်နေခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။ကျွန်တော် channel နေ့စဉ်နဲ့မြန်မြန်ကြည့်ရှုအားပေးနေတဲ့ viewer တယောက်ချင်းနဲ့ကျေးဇူးများတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်ဆက်ကြမယ်။